လေပြိုင်ပွဲပွဲစဉ်တစ်ခုမှာလေအရှိပိုင်းမှာကလေးတူရှိပြီးသူကလော့ခတ်နေတာမဟုတ်ဘဲသူ့ရဲ့အသက်ကိုအားကိုးနေရတယ်လို့အပြေအဝါကိုကပြနေတာပါအင်ဒိုနီးရှားနိုင်ငံရဲ့နှစ်ပေါင်း800တန်းရှိတဲ့ပူဂျာလာမြေကျောင်းတစ်ချောင်းလှပြိုင်ပွဲထုံးတမ်းဆင်လာကုန်းအော်ဂိုလာရောက်တိုင်းကြီးရွာတရွာလုံးကလူတွေကရှင်ပြိုင်မှုစုယုံလာကြပါတယ်။အယောင်ဆောင်ရှိလျားတဲ့လှအများကြီးစီတန်းရောက်ရှိနေပြီးဒစည်းစီကပေ130ကျော်အရှိရှိပါတယ်။လှလော်သမား90ကျော်ကမိုင်ဝက်ခန့်ရှိတဲ့ရေကျောင်းတစ်ချောင်းမှာယူယူမမိုက်နဲ့လှောက်ခတ်ကြပါတယ်။ ဒါပေမဲ့အဓိကတရုပ်ဆောင်ကတော့လှေရှည်ပိုင်းမှာကပြနေတဲ့ကလေးပဲဖြစ်ပါတယ်။ဒေသခံတွေကတော့သူ့ကိုဝိညာဉ်ကလေးလို့ခေါ်ကြပါတယ်။သူကအလားပြတတ်တတ်မဟုတ်ပဲစီကျက်ညှိပေးတဲ့ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။သူကပြင်းပြင်းထန်ထန်ကပြလေးလေးလေသမားတွေကပုံမအားဆိုင်လောက်ခတ်ကြလေးလေးပဲဖြစ်ပါတယ်။ပြန်ပွဲမဆမီမှာသူကကြေးရွာတကြီးရွယ်အိုတွေထံကနေကောင်းချီးမင်္ဂလာကိုရယူပါတယ်။ကြေးရွာသားတွေကသူ့ကိုယ်ထဲမှာဘိုးဘွားစင်ဆက်ရဲ့ဝိညာဉ်တွေကင်းအောင်နေတယ်လို့ယုံကြည်ကြပါတယ်။ သူရဲ့အကသဒံတွေကလေသမားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးပြီးလေကိုယ်တွေကိုလှုပ်ခါစေပြီးပြိုင်ဘက်တွေကိုခြောက်လှန့်နိုင်စွမ်းရှိပါတယ်။ဒါကလေပြိုင်ဘက်တသက်မဟုတ်ဘဲစိတ်ဓာတ်ကိုင်ညီမှုအသင်းအဖွဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့စိတ်ဓာတ်ခိုင်မာမှုတွေကိုစမ်းသပ်တဲ့ပြိုင်ဘက်တစ်ခုပဲဖြစ်ပါတယ်။